မိတ်ဆွေတို့အနေနဲ့တစုံတယောက်ကိုအယံဆွဲလန်းပြီးအရာရာကိုစွန့်လို့ရလောက်တဲ့အထိဖြစ်ဖို့ပါသလားဒီလိုအခြေအနေမျိုးမှာလွတ်မြောက်ခြင်းနဲ့ချစ်ချင်းမေတ္တာဆိုတာတကယ်ပဲအတူရှိနိုင်ပါမလားဒီနေ့မှာတော့စာရေးဆရာအန်နာဆိုင်ရက်စီတာထားတဲ့ obsession mind ဆိုတဲ့စာအုပ်ကိုမျှဝေပေးတော့မှာပါဒီစာအုပ်ထဲမှာဆိုရင်ဆွဲလန်းမှုလွတ်မြောက်မှုနဲ့ချစ်ချင်းမေတ္တာတို့ရောရှက်နေတဲ့ခံစားချက်တွေကိုတွေ့မြင်ရမှာပါအနာဇိုင်းရပ်စ်ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဇလန်းတွေကိုရေးသားရမှာနာမည်ကြီးသူတူဦးပါ အဓိကဇလံအစပီတာဆိုတဲ့လူနဲ့သူ့အဖွဲ့ဟာ FBI ရဲ့ရန်ကနေလွတ်မြောက်ဖို့စူးစမ်းရင်းစာရာဆိုတဲ့အမျိုးသမီးကိုပါခေါ်ဆောင်ပေးပါတယ်။စာရာကတော့မင်းမျောနေပြီးဘာမှမသိရှာပါဘူး။သူတို့ရဲ့စုံစားခန်းဟာအရှိန်ပြင်းထန်ပြီးကြမ်းတမ်းပါတယ်။ကားတွေပြောင်းစီးပြီးလေစိတ်ကိုဥတီကြတဲ့အခါမှာပီတာရဲ့ရက်ဆက်ကြမ်းကြုတ်မှုနဲ့စာရာပေါ်ထားတဲ့နူးညံ့တဲ့အချက်တွေကထင်ရှားနေပါတယ်။ ဆာရာနိုးလာတဲ့အခါသူ့ဘဝဟာပီတာကြောင့်ပျက်စီးသွားပြီဆိုတာသိလိုက်ရပါတယ်။ဆာရာရဲ့ဘဝမှာကြောက်ရွံ့မှုတွေအချစ်တွေနဲ့အမုန်းတရားတွေရောထွေးနေမှာပါ။ချီကာဂိုမြို့ကနေဝေးရာကိုဥတီပြန်တန်းရင်ဆာရာဟာသူ့ရဲ့အဖမ်းခံရမှုကိုရင်ဆိုင်ရပါတယ်။သူ့ရဲ့ခံစားချက်ကတော့ကြောက်လန့်မှုနဲ့တစ္ဆာဖောက်ခံရတယ်ဆိုတဲ့ခံစားချက်တွေပဲဖြစ်ပါတယ်။ပီတာကသူ့ကိုနှစ်သိမ့်ပေးပြီး ဖုံးဆက်ခွင့်ပေးပေမဲ့မိဘတွေကိုလိန်ညာဖို့ပါပဲ။အာနာနဲ့ထိန်ချုပ်မှု ်ဆာရာဟာပီတာရဲ့ထိန်းချုပ်မှုအောက်မှာနေထိုင်ရပြီးသူ့ရဲ့လှုပ်ဆောင်မှုတိုင်းကိုပီတာစီစဉ်ပေးပါတယ်ပီတာရဲ့လူတွေကဆာရာကိုအမဲဆောင်ကြည့်နေပြီးလူမျိုးဖို့မဖြစ်နိုင်ဘူးဆိုတာကိုအမဲတတိပေးနေပါတယ်ဒါပေမဲ့ထူးဆန်းတဲ့ရင်းနှီးမှုတစ်ခုကသူတို့ကြားမှာတဖြည်းဖြည်းချင်းဖြစ်ပေါ်လာပါတယ်ပီတာဟာဆာရာကိုဘယ်လိုဝတ်စားရမလဲမိသားစုကိုဘယ်လိုဆက်သွယ်ရမလဲအထိညွှန်ကြားပါတယ်ဒါပေမဲ့ဆာရာရဲ့အမျက်တော်တဲ့ပီတာရဲ့စိုးမိုးလိုစိတ်တွေကတယောက်ကိုတယောက်ဆွဲငင်နေတယ်လို့ပါပဲ အကျဉ်းအသစ်နဲ့စီမြင့်အသစ်များဂျပန်တောင်တန်းတွေပေါ်ကအိမ်တလုံးမှာဆာယာကိုထားရတယ်။အဲ့ဒီအိမ်ကလှပပေမဲ့လွတ်မြောက်ဖို့မဖြစ်နိုင်ပါဘူး။ပီတာရဲ့စီမြင့်တွေကရှင်းပါတယ်။နာခံမှုရှိရမယ်ထွက်ပြေးဖို့မကြိုးစားရဘူး။ဆာရာဟာသူ့ဘဝပျက်စီးသွားတဲ့အတွက်ဝမ်းနဲ့နေပေမဲ့ပီတာရက်ဆက်နိုင်တယ်လို့ကျင်နာတတ်သူလည်းဖြစ်တယ်ဆိုတာကိုသိလာပါတယ်။တောင်ပေါ်မှာဆာယာတယောက်တည်းအထီးကျန်စွာနေထိုင်ရင်ပီတာရဲ့လူတွေနဲ့ရင်းနှီးလာပါတယ်။ နေ့ရက်တွေဟာထူးဆန်းတဲ့ပုံစံနဲ့ကုံဆုံးသွားပြီးဆာရာဟာခုခံမှုစူးစမ်းပေမဲ့အဖြစ်ပေးခံရတယ်လို့ဆုလဲရပါတယ်။ပီတာရဲ့ဂယုဆိုင်မှုတွေကြောင့်ဆာရာရဲ့လွတ်လပ်ခွင့်ဟာတဖြည်းဖြည်းလျော့နည်းလာပါတယ်။လွတ်မြောက်ဖို့စူးစမ်းခြင်းဆာရာဟာဖုန်းခေါ်ခွင့်တီးတက်နေခွင့်နဲ့ရွေးချယ်ခွင့်တွေကိုရဖို့ပီတာနဲ့အပေးယူလုတ်တက်လာပါတယ်။ဒါပေမဲ့အပေးယူတစ်ခုစီဟာပီတာရဲ့အာနာကိုပုံမခိုင်ပါစေပြီး စာယာကိုမျှော်လင့်ချက်ပေးပါတယ်။စာယာရဲ့စိတ်ပိုင်းဆိုင်ရာဂိမ်းတွေကတဖြည်းဖြည်းပြင်းထန်လာပါတယ်။စာယာရဲ့ပထမဆုံးထွက်ပြေးမှုစူးစမ်းမှုကတော့အဆုံးတက်မှာအချင်းီးဖြစ်ခဲ့ပါတယ်။တောင်ရဲ့ကမ်းမတွေကမကြော်ဖြတ်နိုင်တော့အောင်မြင်ပါပြီ။တောအုပ်ကလည်းရှုပ်ထွေးလုံးပါတယ်။ပီတာကစာယာကိုစူးစမ်းခွင့်ပေးပေမဲ့ခုခံခြင်းရဲ့အကျိုးမရှိပုံကိုတက်တည်ပြလိုက်ပါတယ်။အတိတ်ရဲ့အရေးပီတာရဲ့အတိတ်ကိုအပိုင်းပိုင်းစအစာတိလာရပါတယ်။ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရပြီးအကျဉ်းစခန်းမှာရက်စက်မှုတွေကို ခံစားခဲ့ရပါတယ်။ဆာယာပေါ်ပီတာရဲ့ဆွဲလက်မှုဟာဆက်သွယ်ခြင်းနဲ့စိတ်နဲ့ပီတာစုကိုတောင်းတတဲ့စိတ်တွေကြောင့်ဖြစ်ပေါ်လာတာပါ။ဆာရာဟာပီတာရဲ့အားနည်းချက်တွေကိုမြင်တော့ကြောက်ရွံ့တယ်လို့တနာလဲတနာမိပါတယ်။ပီတာနဲ့ဆာရာကြားကလိမ့်ဆက်ဆက်မှုဟာအာနာလူပွဲတစ်ခုလိုဖြစ်လာပါတယ်။လွှမ်းမိုးမှုနဲ့လက်အောက်ခံပြုမှုတွေကပျော်ရွှင်မှုနဲ့နာကျင်မှုသဘောတူညီမှုနဲ့အတင်းကျပ်ပြုမှုတွေကြားကမြင်းတွေကိုဝေဝါးသွားစေပါတယ်။ ်ပီတာကဆာရာကိုပိုက်ဆိုင်ခြင်းတလို့ဆာရာရဲ့အချစ်ကိုလည်းလိုချင်ပါတယ်ဆွဲလမ်းမှုရဲ့အစွန်းဆာရာရဲ့ကိုဝင်ကိစ္စကပီတာနဲ့ဆာရာကြားကစစ်ပွဲတစ်ခုလိုဖြစ်လာပါတယ်ကလေးနဲ့ဆာရာကိုချီနှောင်မှုပီတာရဲ့ဆန္ဒကကြောက်စရာကောင်းတယ်လို့ဆွဲဆောင်မှုလည်းရှိပါတယ်ကလေးတယောက်ရှိလာရင် ထွက်ပြေးဖို့မဖြစ်နိုင်တော့ပဲဆာရာရဲ့ဘဝဟာထာဝရအကျဉ်းကျသွားမှာပါ ရက်တတပတ်တွေကလာရီဖြစ်ပြောင်းလဲလာတာနဲ့အများစာရာဟာအချင်းကြတဲ့ဘဝကိုတဖြည်းဖြည်းအတကျလာပါတယ်။စာရာရဲ့ခုခံမှုတွေက ရောပါလာပြီးပီတာပုံမှာမိခိုအားထားမှုကပုံများလာပါတယ်။အတူတူစားတောက်ကြခြင်းတခြင်းနားထောင်ခြင်းနဲ့ရေမောခြင်းတွေကပုံမှန်ဘဝတစ်ခုလိုထင်ရစေပါတယ်။နောက်ဆုံးစစ်ပွဲစာရာဟာမိဘတွေကိုဖုံးခေါ်တဲ့အခါတိုင်းလိန်ညာနေရတာကြောင့်စိတ်ဆင်းရဲရပါတယ်။ပီတာကဒီစိတ်အချက်လက်တိုင်းကိုစီစဉ်ပေးပြီး ဆာရာဟာသူ့တဘောဆန္ဒလျောက်ခီးထွက်သွားတယ်လို့ထင်အောင်ဖန်တီးပါတယ်။လိန်ညာမှုတွေကဆာရာကိုပီတာစီပိုးပြီးနှိကက်စေပါတယ်။ဆာရာရဲ့အတွင်းစိတ်စစ်ပွဲကပိုပြင်းထန်လာပြီးပီတာပေါ်ထားတဲ့ခံစားချက်တွေကရှုပ်ထွေးလာပါတယ်။အချစ်နဲ့မုံကြားကမြင်းကဝေဝါးလာပြီးလူမြောက်ခြင်းနဲ့ဆန္ဒကဆက်သွယ်ခြင်းနဲ့စိတ်နဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ်။ပီတာရဲ့စစ်ပွဲကလည်းပြင်းထန်ပါတယ်။ဆာရာကိုပိုင်ဆိုင်ခြင်းနဲ့ဆန္ဒကသူ့ရဲ့ပြည့်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ မိမိကိုယ်ကိုမုန်းတီးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဆာယာရဲ့ဒုတိယအကြိမ်ထွက်ပြေးဖို့ကြိုးစားမှုကတော့ကတ်ဆူနဲ့အဆုံးတက်သွားပါတယ်။ပီတာကဒေါသထွက်တယ်လို့ဆာယာကိုဆုံးရှုံးရမှကြောက်လဲကြောက်နေပါတယ်။ယုံကြည်မှုတွေပျက်စီးသွားပြီး အတူတူအနာဂတ်ကိုတိဆောက်ဖို့ဆိုတာဝေးကွာသွားပုံရပါတယ်။အခြေအနေတွေအရရှင်းတမ်းဖို့အတွက်အလိုက်တင်နေထိုင်တတ်ဖို့လိုအပ်ပြီးချစ်ချင်းမြတ်တာကအရာရာကိုကြော်လွားနိုင်နေဆိုတာကိုသိလာပါတယ် နောက်ဆုံးအဖြစ်ကမ်းမာတွေကဆာယာရဲ့အခြေအနေကိုဖော်ညွှန်းနေပါတယ်လှပတလို့အနေရလဲများပြီးလူမြောက်ဖို့မဖြစ်နိုင်ပါဘူးပီတာရဲ့သင်ငန်းစာကရက်ဆက်ပေမဲ့ထိရောက်ပါတယ်ထွက်ပြေးဖို့လမ်းမရှိဘူးဆိုတာကိုသိသွားပြီးဆာရာဟာသူ့ရဲ့အခြေအနေမှန်ကိုရင်ဆိုင်ဖို့အတင်းအကျပ်ဖိအားပေးခံရပါတယ်အမောင်ထဲမှာ ရှင်တန်ဖို့နဲ့ဆက်သွယ်မှုရရှိဖို့စူးစမ်းရဲ့အတိတ်ပဲကိုရှာဖွေတွေ့ရှိပါတယ်မုံတိုင်းကအိမ်ထဲကစိတ်ခံစားချက်တွေကိုထင်ရှားစေပါတယ် ဆာယာရဲ့ထွက်ပြေးဖို့ကြိုးစားမှုကသူ့ကိုအားနည်းစေပြီးပီတာရဲ့ပိုင်ဆိုင်လူစိတ်ကအမြင့်ဆုံးကိုရောက်သွားပါတယ်။မုံတိုင်းကအလှည့်ပြောင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ရှုပ်ထွေးတဲ့အချစ်ဇလံကိုနောက်ဆုံးအဆင့်ထိပို့ဆောင်ပေးပါတယ်။နောက်ဆုံးမှာတော့ဆာယာရဲ့ထွက်ပြေးဖို့ကြိုးစားမှုကကားမတော်တဆမှုနဲ့အဆုံးသတ်သွားပြီးဆာယာရဲ့ကံကြမ္မာကပီတာရဲ့လက်ထဲမှာပြန်ရောက်သွားပါတယ်။သူတို့နှစ်ဦးစလုံးဟာသူတို့ရဲ့အချစ်နဲ့အတူရှိဖို့မဖြစ်နိုင်ဘူးဆိုတာကိုရေဆိုင်ကြုံတွေ့ကြရပါတယ်။ ဇလန်းကမတိချာမရရတဲ့အဆုံးသက်နဲ့ပြီးဆုံးသွားပါတယ်။ဒီလိုအမှောင်ထဲမှာအချစ်က ရှင်တန်နိုင်မှာလား။ဒါမှမဟုတ်အချင်းတစ်မျိုးပဲလား။အောက်ဆက်ရှင်မိုင်းဆောက်ထဲမှာဆိုရင်ဆွဲလန်းမှုထိမ့်ချုံမှုနဲ့လွတ်မြောက်လို့စိတ်တွေအကြောင်းကိုမိတ်ဆွေလိုအနေနဲ့သိရှိသွားမှာပါ။ဒီစာအုပ်ကနေရရှိတဲ့သင်ခန်းစာတွေကတော့ဘလို့ခြေနေမျိုးမှမဆိုကိုကိုကိုတံမိုးထားဖို့နဲ့လွတ်လပ်မှုကိုမျက်နှာဥပါပဲ။ဒါအပြင်ဆက်သွယ်မှုဆိုတာဟာလူသားတွေအတွက်ဘလောက်အရေးပါလဲဆိုတာကိုလည်းမိတ်ဆွေတို့အနေနဲ့သိရှိနိုင်ပါတယ်။ ဒီစာအုပ်ကိုဖတ်ပြီးမိတ်ဆွေတို့ရဲ့အတွေ့အမြင်တွေကိုမျှဝေပေးကြပါဦး